ကျွန်တော်အခုတော့ဒီထပ်မထုတ်ရှားမှုတော့မရှိတော့ပါဘူးသို့တော်လည်းပဲ follow up လုပ်တဲ့ငလျင်ငယ်လေးတော့လှုပ်ပါတယ်ကျွန်တော်အခုတကယ်ငလျင်အဓိကဘူချက်လှုပ်ခဲ့တဲ့မန္တလေးမြို့ကိုကျွန်တော်ရောက်နေပါတယ်အသေးဆုံးနဲ့ဒီလက်ရှိပေါ1200ယောက်ရှိပါတယ်ဒဏ်ရာရတာလည်း2400လောက်ရှိပါတယ်ပျောက်တဲ့လူတွေတော့ရှိနေပါသေးတယ်အဲ့တိတ်တိတ်ကြားထဲမှာ ပိနေတဲ့လူတွေပျောက်နေတဲ့လူတွေတော့ကြံပါသေးတယ်ဒါလည်းကျွန်တော်တို့ဆယ်တင်းလုံငါတွေဥစပြီးလုံနေပါတယ်ဒီတွေပုံနိုင်ဖို့ဓာတ်လာတော့များပါတယ်အဖြစ်များဆုံးကတော့ခြေရှိကျွန်တော်ရောက်နေတဲ့နေရာမှာအဖြစ်များဆုံးဖြစ်ပါတယ်ဆိုတော့အခုလိုအာပိစကားပြောတာရယ်เนาะကျွန်တော်တည်င်းဌာနတွေမှာလည်းဆိုတော့ဘက်ကနေပြီးတော့ ကယ်ဆယ်ပစ္စည်းတွေနဲ့လူတွေလွတ်ပြီးဆိုတဲ့ဟာတွေအတွက်ကျွန်တော်အများကြီးအားရှိပါတယ်ကျွန်တော်တို့ပြန်လဲကယ်ဆယ်လုပ်ငန်းပဲအခုအဓိကထားပြီးလုပ်နေပါပြီရန်ကုန်နဲ့နေပြည်တော်နေပြည်တော်နဲ့မန္တလေးဆက်သွေးလမ်းတော်တွေလည်းဟိုပြတ်နေတာရှိပါတယ်လမ်းမဆက်သွေးတွေပြတ်ထွက်တာတွေအခုကျွန်တော်ဟိုစပြီးလုပ်နေရပါတယ်